ဖုန်းနံပါတ်၊ email ၊ password မေ့နေတဲ့ Facebook account တွေမှာ login ပြင်ဝင်တဲ့နည်းကိုဖြုတ်ဖြောက်ပေးမှဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ video အခုပဲဆက်လိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကိုယ့်ရဲ့ Facebook ဆိုဝဲလေးတွေကိုဝင်လိုက်မယ်။ကိုယ့်ရဲ့ Facebook account ထဲကိုပြင်ဝင်ဖို့အတွက်ကျွန်တော်တို့မှာဖုန်းနံပါတ်နဲ့ email password မေ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘယ်လိုပြင်ဝင်ရမလဲ။ Okay ဒါဆိုရှင်တော့ကျွန်တော်တို့အနေနဲ့အောက်နားလေးက forget password ဆိုတဲ့နေရာလေးမှာနှိပ်လိုက်မယ်။ မိုဘိုင်းနံပါဆိုတဲ့နေရာမှာကျွန်တော်တို့ကကိုယ့်ရဲ့ Facebook account ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ Facebook account ဖွင့်ထားတဲ့ဖုန်းနံပါတ်လေးကျွန်တော်တို့မေ့နေတယ်ဗောနော်မေ့နေတဲ့အခါကျွန်တော်တို့ကျွန်တော်တို့ဒီနေရာမှာဖုန်းနံပါတ်လေးထည့်เสียမှာရှိဘူးဆိုတော့ကျွန်တော်အနေနဲ့ဒီအောင်နာလေးက set by email ဆိုတဲ့နေရာမှာတစ်ချက်နေလိုက်မယ်လေကျွန်တော်တို့ဒီမှာ email ဆိုတာလေးပေါ်လာတယ်ကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုဖိထားတဲ့ email ကိုရိုက်ထည့်ပြီးတော့မှကျွန်တော်တို့ continue ကိုနေပြီး set တွားဖို့တွေ့လဲကျွန်တော်တို့ email ကလည်းမေ့နေတယ်ဆိုတော့ကျွန်တော်နေနေဘလို့ login ဝင်မလဲ okay ဆိုတော့ကျွန်တော်တို့နေနေဒီနေရာမှာဒီတိုင်းလေးထားလိုက်မယ်ပေါ့နော်တငင်ချင်းတယောက်ရဲ့အကောင့်လေးပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဝင်ပြီးတော့မှကိုယ့်ရဲ့ Facebook account profile URL link ကိုတွားပြီးတော့ယူရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထက်ကနေတစ်ချက်ထွက်လိုက်မယ်ကဲထွက်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ နောက်ထပ် Facebook account တစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ်တင်ချင်းရဲ့ account ထဲကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ account profile ထဲကိုဝင်ရမှာဖြစ်ပါတယ်ဆိုတော့ Facebook account တစ်ခုထဲကိုတစ်ချက်နေပြီးတင်ချင်း account ထဲကနေပဲဖြစ်ဖြစ်ကျွန်တော်တို့ search မှာတစ်ချက်နေလိုက်မယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ login ဝင်မဲ့ Facebook account profile name ကိုရိုက်ချလိုက်မယ် ြစ်တွေ့ပြီဆိုလို့ရှိရင်တော့ကျွန်တော် profile name နဲ့တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဒီအောင်နာလေးကအဆက်30နေရာမှာတစ်ချက်နှိပ်လိုက်မယ် email နဲ့ဖုန်းနံပါတ်မိတ်သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီ email နဲ့ဖုန်းနံပါတ်အစားကိုကျွန်တော်တို့ဒီ account ရဲ့ URL link ကိုကျွန်တော်တို့ယူထားလိုက်မယ် okay เนาะဒါလေးကို copy ဆိုတဲ့နေရာမှာနှိပ်လိုက်မယ် okay ဒီနေရာမှာကျွန်တော်တို့တခုမှတ်ထားရမှာကတချို့တော့ Facebook account profile ရဲ့ URL link ဆိုလို့ရှိရင်တချို့ d.com ရဲ့နောက်က select နေရာမှာကျွန်တော်တို့ username ထည့်မထားတဲ့အကောင့်တွေဆိုလို့ရှိရင်ဒီနားလေးမှာကို3933 3958စသဖြင့်ကနန်းလုံးတွေနဲ့ပြပေးနေမှာဖြစ်ပါတယ်ဗျနော်အခုကျွန်တော်မှာကဒီ SAIZIM 3958 Facebook account profile username ပေါ့နော်ထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီနေရာမှာဒီ username ကိုပို့ပြနေတာဖြစ်ပါတယ်ဗျနော် username ထည့်မထားဘူးဆိုလို့ရှိရင်တော့ဒီနောက်မှာ ဆလတ်ရဲ့နောက်မှာတုံညာတုံညာစရဖြစ်ကနန်းလုံးတွေပဲပြပေးနေမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုလေကျွန်တော်သေချာလေးမှတ်သွားဖို့လိုတယ်ပေါ့နော်။ Okay ကျွန်တော် copy link ကိုကျွန်တော်ယူသွားလိုက်မယ်။ပြီးတော့ကျွန်တော်ဒီထက်ကနေထွက်လိုက်မယ်။ Facebook account ကို login ဝင်မယ်။ Facebook app ထဲဝင်လိုက်မယ်ပေါ့နော်။ Okay ပြီးတော့ကျွန်တော်ဒီ email နေရာမှာကိုခုနကကျွန်တော်ယူလာတဲ့ URL link ကိုကျွန်တော်ဒီနေရာမှာလာပြီးတော့ရိုက်ထည့်ရမှာဖြစ်ပါတယ်ပေါ့နော်။ဒီနေရာမှာကျွန်တော်ချက်ချာလေးဖြည့်ထားလိုက်မယ်။ ပြီးတော့ဒီမှာ P A S T E peace ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ဗောနော် peace ကိုနှိပ်လိုက်မယ်ပြီးွားလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာတစ်ချက်နှိပ်မယ်ဒီ .com ရဲ့အနောက်မှာ Okay ကျွန်တော်တို့အခုလူဒီမှာ .com ရဲ့နောက်က select ဒီမြင်းဆောင်လေးညာထည့်ကိုဖြတ်ထားလိုက်မယ်ဗောနော်ပြီးွားလို့ရှိရင်တော့ခုနကကျွန်တော်တို့ account တစ်ခုထည့်ရနေပြီးတော့တွက်ကြည့်လိုက်တဲ့ဒီ profile url link ဘောနော်ဒီ .com/ ရဲ့အနောက်က username ကိုကျွန်တော်တို့ မှတ်ထားလိုက်မယ်ဗောနော်ဒီမှာကျွန်တော်ရဲ့ username က SAISIM 300ဖြစ်တယ်မိတ်ဆွေတို့ရဲ့ username ကဘာဖြစ်မလဲဗောနော် username ထည့်ထားနေဆိုလို့ရှိရင်တော့ username ကိုကျွန်တော်တို့မှတ်ထားလိုက်ပါ username ထည့်မထားဘူးဆိုလို့ရှိရင်တော့300 300အစားဖြစ်ကနလုံးတွေကိုပဲမိတ်ဆွေတို့မှတ်ထားလိုက်ဗောနော် okay ကဲအဆိုလို့ရှိရင်တော့တကယ်လို့မိတ်ဆွေတို့ရဲ့ username ကဥမာ300 300 3 4 အစရိဖြစ်ဒီလိုလေးဖြစ်နေတယ်ဆိုလို့ရှိရင်တော့အဲ့လိုကနန်းလုံးလေးတွေကိုထိပေးလိုက်ပါအခုကျတော့မှတော့ကနန်းလုံးတွေအစာယူစနေပေါ့နော် sorry ယူစနေကိုကျွန်တော်ထိထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကအဲ့တော့ကျွန်တော် say same ဒီယူစနေကိုကျွန်တော်ထိလိုက်မယ်တုံညာနေပေါ့နော် okay ပြီးတော့တော့ဒီမှာ continue ကိုနှိပ်လိုက်မယ်နော်တေချာလေးမှန်အောင်ရိုက်ထည့်နော်ပြီးရင်တော့ continue ကိုနှိပ်လိုက်မယ် ကေဒါဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ကိုအကောင့်ထဲကို log in ဝင်ဖို့အတွက်ဒီမှာကျွန်တော်တို့ email ပေါ်လာပြီဖြစ်ပါတယ်ကောနော်ကျွန်တော်တို့ရဲ့ Facebook account ကိုဟိုဖြန့်ထားတဲ့ email ကိုဒီနေရာမှာပြပေးနေမှာဖြစ်ပါတယ်ဒီ account ကို log in ပြန်ဝင်ဖို့အတွက်ဒီမှာဒီ email ထဲကိုပို့ပေးလာတဲ့ကုတ်ကိုကောနော်ကျွန်တော်တို့တွားပြီးတော့ယူမယ်ယူပြီးတော့ဒီ under ကုတ်နေရာမှာလာထည့်ပြီးတော့ကိုယ့်ရဲ့ account ထဲကိုပြန်ဝင်လို့ရပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒီကိုယ့်ရဲ့ Facebook အကောင့်ဖွင့်ထားတဲ့ဒီ email ကြည့်မေးဒါလေးကိုမိတ်ဆွေကပဲဖုန်းမှာထည့်ထားတာလဲကိုထည့်ထားတဲ့ဖုန်းမှာတွားပြီးတော့ကြည့်လိုက်ပါတော့ဥမာဒီဖုန်းထဲမှာလားတခြားဖုန်းထဲမှာလားအစရဖြစ်မိတ်ဆွေကိုရဲ့ဂျီမေးထည့်ထားတဲ့အကောင့်မှာတွားပြီးတော့ဂျီမေးထည့်ကိုတွားကြည့်လိုက်ပါတော့ဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်မှာပို့ပေးနေမှာဖြစ်ပါတယ်ပေါ့နော်ဖုန်းနံပါတ်မှာတွားပြီးတော့ SMS မှာကြည့်လိုက်ပါโอเคเนาะ ဆိုတော့ကျွန်တော်တို့ဒီမှာထည့်ဖို့ကုတ်ဘူးတွားပြီးတော့ယူလိုက်မယ်ကြီမင်းထဲမှာတွားလိုက်မယ်เนาะကြီမင်းထဲမှာတွားလိုက်မယ်ဒီမှာโอเคเนาะကိုယ့်ရဲ့ဖုန်းကြီမင်းထဲမှာဝင်လိုက်မယ်တွားတော့ကျွန်တော်ဒီပုံသားလေးက profile icon တစ်ယောက်တစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ Facebook account ဖွင့်ထားတဲ့ကြီမင်းကဒီနေရာမှာရှိနေတယ်ဆိုလို့ရှိရင်အဲ့ဒီကြီမင်းထဲကိုကျွန်တော်နှိပ်လိုက်ပါကုတ်ကကြီမင်းထဲရောက်နေမှာဖြစ်ပါတယ်ဗျเนาะတချို့ ဖုံးအဟောင်းဒီမှာပဲဖြစ်ကျွန်တော်တို့ကလောက်အင်ဝင်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီဖုံးထဲမှာတွားပြီးတော့အချီမြေထဲဝင်ပြီးကြီးလိုက်ပါအခုလိုမျိုးကုတ်တွေပူပေးလာမှာဖြစ်ပါတယ်ဗျာနော်โอเคကုတ်ကိုယူပြီးတော့မှကျွန်တော်တို့ဒီ Facebook အဲ့ဒီချီမြေထဲမှာပူပေးတွားမယ်ကုတ်ကိုယူပြီးတော့ဒီနေရာမှာရိုက်ထည့်မယ်နော်ကုတ်ကိုရိုက်ထည့်ပြီးွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အောက်နာလေးက ဒီ continue မှာဆက်ပြီးတော့နေတော်လိုက်မယ် Okay ဒါဆိုရှင်တော့အခုမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲကိုယ့်ရဲ့ Facebook account ထဲကို login ပြင်ဝင်လို့ရတော့ဖြစ်ပါတယ်ခေါ့နော်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ Facebook account password ကိုကျွန်တော်တို့ထပ်ပြီးတော့တည်ဖို့လိုတယ်နောက်တစ်ခါကျွန်တော်တို့ login ပြင်ဝင်တဲ့အခါမှာ password ကိုပြန်ပြီးတော့ကျွန်တော်တို့300မှာဖြစ်တဲ့အတွက်ကြောင့်ဒီ account ရဲ့ password ကိုကျွန်တော်တို့ပြန်ယူဖို့လိုတယ်ခေါ့နော် ဆိုတော့ကျွန်တော်တို့ဒီ account ရဲ့ password ကိုဘယ်လိုပြင်ယူရမလဲကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်မယ်ကျွန်တော်တို့ဒီ account ရဲ့ profile ထဲကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးတော့တော့ကျွန်တော် opt in နဲ့ဆင်းလိုက်မယ် setting and privacy ထဲတစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော် setting ထဲတစ်ချက်နှိပ်မယ် see more in account center ထဲတစ်ချက်နှိပ်မယ်ပြီးတော့ဒီမှာ password and security ဆိုတဲ့ညာတစ်ချက်နှိပ်မယ် chain password မှာတစ်ချက်နှိပ်မယ် profile နဲ့ကိုနှိပ်ပြီးတော့ဝင်လိုက်မယ် forget your password နေရာမှာတစ်ချက်နှိပ်မယ် okay ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က password ကိုမမှတ်မိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအောက်နာလေးက try another way ဆိုတဲ့နေရာမှာနှိပ်ပြီးတော့ယူလိုက်မယ်ပြီးရင်ဒီဘက်မှာကျွန်တော်တို့ကဒီမှာ send code email ဆိုတဲ့နေရာမှာပေါ့ဒီနေရာမှာအမှ ခြားလိုက်မယ်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့အောက်နာတွေက continue ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ Facebook account ကိုဖွင့်ထားတဲ့ Gmail email ထဲမှာကိုကုတ်ပူပေးထားမှာဖြစ်ပါတယ်ဗောနော်ဒီမှာကုတ်6လုံးကိုပူပေးထားမှာဖြစ်ပါတယ်ဒီကုတ်ကိုဒီထဲမှာလာပြီးတော့ရိုက်ထည့်ပေးလိုက်ပါ email ထဲမှာပို့ပေးလာတဲ့ကုတ်ကိုကျွန်တော်တို့ဒီမှာရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အောက်နာလေးက continue ကိုထပ်ပြီးတော့နှိပ်လိုက်မယ်ဒီဖက်မှာ enter a new password ဆိုပြီးတော့အခုလိုပေါ်လာရပါတော့ ။ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ password အတိတ်ကိုရိုက်ထည့်လိုက်ပါ။ Okay နော်ကျွန်တော်တို့ရဲ့ဒီ Facebook account နဲ့အတုံးပြုတ်ဖို့အတွက် password အတိတ်ကိုဒီမှာရိုက်ထည့်လိုက်မယ်။ password ရိုက်ထည့်တဲ့အခါမှာကျွန်တော်တို့အနည်းဆုံး၈လုံးရိုက်ထည့်ပါပြီးလို့ရှိရင်အရန်ခမန်းရလွယ်ကူတဲ့ password မျိုးမထည့်နေပါတော့။နင်းနေကျွန်တော်တို့ကဏ္ဍလုံးတွေနဲ့ကျွန်တော်တို့တင်ကြတာလေးတွေအဲ့ဒီစာလုံးအကြည့်တေးလေးတွေရောပြီးတော့ထည့်လိုက်ပါနော်။ password ကိုရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ next ကိုနေလိုက်မယ်။ ခုလို password အတစ်ကိုရိုက်ထည့်ပြီးွားပြီ password အတစ်ကိုချိန်ယူပြီးွားပြီဆိုလို့ရှိရင်တော့ဒီဘက်မှာဒီလိုလေးပေါ်လာမှာဖြစ်ပါတယ် mobile number or email ညမှာကျွန်တော်တို့ email တမှာမဟုတ်ဖုန်းနံပါတ်ကျွန်တော်တို့ရိုက်ထည့်ပါတော့ကျွန်တော်တို့ရဲ့အခုပဲကျွန်တော်တို့ချိန်လိုက်တဲ့ password အတစ်ကိုဒီအောက်မှာရိုက်ထည့်လိုက်ပါ password ကိုကျွန်တော်တို့ရိုက်ထည့်ပြီးွားပြီဆိုလို့ရှိရင်တော့ login ကိုတစ်ချက်နှိပ်လိုက်မယ် ကျွန်တော်အနေနဲ့ okay ကိုနှိမ့်လိုက်ရတယ် not now ကိုနှိမ့်လိုက်ရတယ် okay ဒါဆိုလို့ရှိရင်တော့အခုကျွန်တော်တို့ရဲ့ Facebook account ဟာ login တခါပြန်ဝင်သွားပြီပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခု login ဝင်လိုက်တာဟာကျွန်တော်တို့ရဲ့ Facebook account password အတိတ်နဲ့ login ဝင်ခြင်းဖြစ်ပါတယ်ဗောနောအခုဝင်ထားတဲ့ password အတိတ်ကိုကျွန်တော်တို့တရားလေးမှတ်ထားလိုက်ပါ okay ဆိုတော့အခုဒီ video ထဲမှာမိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးထားတဲ့အကြောင်းအရာလေးကတော့ password email ဖုန်းနံပါတ်မှိထွားတဲ့ကျွန်တော်တို့ရဲ့ Facebook account ကိုပြင်ဝင်တဲ့နေလမ်းပေးဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါမိတ်ဆွေတို့အတွက်ဒီဗီဒီယိုကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share များလုပ်ပေးထားနိုင်ပါတယ်နားမလည်တာတွေရှိရင်ဗီဒီယိုအောက်မှာ comment တွေရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ส่งကြရအောင်အားလုံးပဲမြင်ကြပါ